ျွန်တော်ရဲ့ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလိမ့်ညွှန်ချာနဲ့ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ထိတ်ရှိအားနဲ့အလေအားနဲ့အပိတ်အားနဲ့ကိုပြန်လည်များတတ်မှာဖြစ်ပါတယ်ဗောနောအရင်ဆုံးအနေနဲ့ကျွန်တော်ဒီဟာလေးကကျွန်တော်ဒီမနေ့ကတင်လိုက်တဲ့ဗီဒီယိုမှာဒါလေးကျွန်တော်ဒီနေ့ယူတာမှာသွားခဲ့တယ်ဗောနောဒါကြောင့်မကျွန်တော်ပြန်ပြီးတော့ဒါလေးကိုပြင်ပေးသွားမှာဖြစ်တယ်ဗောနောအဲ383တုံများကိုကနေတောက်လျှောက်ဖြစ်ပါတယ်ဗောနောဒီပြည်နှလုံးထဲကတလုံးဖြစ်ပါတယ် အဲ့မှာ3998ဖြစ်ပါတယ်ဗောနော်998403ဆိုပြီးဖြစ်ပါတယ်ကျွန်တော်အဲ့မှာ3998 96နဲ့ပေါင်းမိသွားတယ်ဗောနော်ဆိုတော့ဒီဟာမဟုတ်ဘူးဗောနော်โอเค998ဆိုတော့998အော်ဒီတဲမှာ샤ကို샤ဖြစ်မယ်ပေါ့နော်샤ကို샤ဆိုပြီးဖြစ်ပါတယ်တေ143ရဲ့အော်ဒီတဲမှာကျွန်တော်ဒီမှာပေါ့နော် အာ9800ခုခုပေးထားခဲ့ပြီးတော့8400 8400ရဲ့ auditor မှာ999ဖြစ်ပါတယ်ခင်ဗျာ Okay 999အမူတည်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့ YouTube comment လေးမှာအာရေးသားပေးတဲ့ကျွန်တော်ရဲ့ message များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာဒီ6420 4ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ကို4နဲ့မြောက်မှာဖြစ်ပါတယ်ငါမှာတကြိမ်အပေါင်း9ဖြစ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ9လေးဒီ30နဲ့600ရာမှာဖြစ်ပါတယ်ပေါ့နော် ဒီ9နဲ့ဒီ9နဲ့ပေါင်းရှင်းက74ဆိုတော့6နဲ့4ပေါင်းရှင်း30ဖြစ်ပါတယ်။3ညကို2နဲ့ပေါင်းတော့2 3ညနဲ့အထီးကြီးဖြစ်ပါတယ်ခင်ဗျာ။ Okay မနေ့ကကျွန်တော်ဒီ9ဒီ9တနေရာမှာ3ညနဲ့ဖြစ်မယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်အသေးသေးလို့ပို့ပြီးတော့အဆင်ပြေတော့မယ်ပေါ့နော်။89ရဲ့3ညနေ့ရဆိုပြီးဖြစ်ပါတယ်။ကျွန်တော်အပြည့်ခေကနန်းမှာတော့9 89 3ညတနေ့ တောင်းဆိုပြီးဖြစ်ပါတယ်ဗောနော်နေလေ6ခုနှစ်လုံးဗောနော်အဲ့မှာ6ခုဆိုတော့ဒီနှလုံးတက်ထဲကတလုံးဗောနော်ပြီးတော့3ညနှစ်ဆိုတော့ဒီထဲကဒီလိုဖြစ်သွားမယ်ဗောနော်ဒါဆိုရင်ကျွန်တော်အာ6 3ည6နှစ်9 3 9 9ခုနှစ်ဆိုပြီးတော့ဒီတွဲလေးတွဲကိုကျွန်တော်သုံးလုံးပေါင်းရှင်းပြနေတဲ့ထပ်ပြီးတော့ချုပ်လိုက်အဆင်ပြေသွားမယ်ဗောနော် ပြီးတော့ကျွန်တော်အဲ603နဲ့603နဲ့မတွဲဘောနော်903ညာ65မတွဲဆိုတော့ကျွန်တော်ဒီ903ညာအတွဲကိုပေးလို့အဆင်ပြေတယ်ဘောနော်အဲ့ဒီ903ညာ65ကတော့ဤအတိဖြစ်ပါတယ်ဘောနော်အဲနိစာနေတော့လုံးဝပြက်ပြင်းတော့မရှိသေးဘူးဘောနော်ဆိုတော့ကျွန်တော်ဒီမှာ88နဲ့9နဲ့ဒီတွဲ3တွဲကိုမိတ်ဆွေများချိန်နေတည်တယ်ဆိုရင်တော့အလုံးပေါင်းရှင်ပရိနဲ့တဘီနီလိုက်အဆင်ပြေသွားမယ်ဘောနော် โอเคဆက်ပြီးတော့ကျွန်တော်အထက်စီအားနဲ့အလယ်အားနဲ့အပိတ်အားနဲ့ကိုကြည့်အောင်ပါနော်ကျွန်တော်ဆက်ချက်ချိန်တော့မှာဆိုရင်6တိထိတ်စီအားနဲ့တာပါနော်ထိတ်စီအားနဲ့တာ9ထိတ်စီဖြစ်ပါတယ်ပြီးရင်3ညာလေးရှင်အလယ်ထိုင်အားနဲ့တာဆိုရင်9အလယ်ထိုင်ဖြစ်ပါတယ်လေးနဲ့9နဲ့အပိတ်အားနဲ့တာဆိုရင်10အပိတ်9 8ဆိုပြီးဖြစ်ပါတယ်ပါနော်ပြီးတော့ကျွန်တော်ဒီ16ချိန်မှာ16ချိန်မှာ9တုံးထိပ်စီပေတယ်၊တုံးများနည်းနည်းအလဲထိုင်ပေတယ်၊တင်းနည်းအပိတ်ပေတာပေါ့နော်။အဲဒီမှာ6 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာငါးသုံးထိပ်စီပေတာဆိုရင်6ထိပ်စီဖြစ်ပါတယ်တုံများနင်းနဲ့အလဲထိုင်ပေတာ9အလဲထိုင်တင်းနင်းအပိတ်ပေတာ6အပိတ်ဆိုပြီးတော့ကျွန်တော်ထိပ်စီအားနဲ့အလဲအားနဲ့အပိတ်အားနဲ့အကုန်လုံးအစဉ်ပြေတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီ19ချိန်ပြီးတော့20ချိန်အတွက်ထိပ်စီအားနဲ့နီးနှမျိုးပေါ့နော် သိစီအာနီနီနှမျိုးကိုကျွန်တော်အတူတူထပ်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာအဲဒါလေးကတော့ထိုက်စီအာနေနီးနံပါတ်၄ဖြစ်ပါတယ်ဗျာနော်ဒီနီးတစ်ခုကတော့ပြတ်သွားခဲ့ပြီဗောနော်အသားကြောင့်မို့ကျွန်တော်ဒီနီးဒီအဝိုင်းဝိုင်းထားတဲ့နီးတစ်မျိုးကိုပဲယူมาဖြစ်ပါတယ်တုံများထိုက်စီဘယ်တာ၉ထိုက်စီ၉ခွန်၉ဗောနော်လေးထိုက်စီဘယ်တာတုံများထိုက်စီတုံများ၆၃ဆိုပြီးတော့ဒီကနေတော့၆ပြတ်ပြင်မရှိသေးဘူးဗောနော် โอเคဒီမှာပြတ်ပြီးမရှိသေးဘူးဒီနီးနံပါတ်2ကကြာတော့ကျွန်တော်ဒီအောက်မှာတစ်ချိန်လာပြတ်သွားတယ်ဗောနော်ဒီ3ခုနေတစ်ချိန်မှာပြတ်တယ်ပြီးတော့နေ6 3နေ4မှာလေးဆက်ပြီး OK လာတယ်ဗောနော်โอเคဒီနီးနံပါတ်1ကကျွန်တော်3 5 6ပြီးတော့6 4 6မှာတစ်ချိန်ထပ်ပြတ်သွားတဲ့အတွက်ကျွန်တော်ထပ်ပြီးမတင်တော့ဘူးဗောနော်โอเคနီးနံပါတ်2ကကြာတော့ကျွန်တော်ဒီမှာ6 ငါးထိပ်စီပေးတာဆိုရင်ခုနှစ်ထိပ်စီ၆ထိပ်စီပေးတာခုနှစ်ထိပ်စီ၆ထိပ်စီပေးတာသုံးထိပ်စီဆိုပြီးတော့တောက်၆ပြက်ပြင်းလုံးဝမရှိသေးဘူးပေါ့နော်โอเคကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်မှာဒီငါးထိပ်စီပေးတာဆိုရင်ကိုခွန်ချပြီးတော့၆၉၆ဆိုတဲ့အတွက်၆ထိပ်စီဖြစ်ပါတယ်ပေါ့နော်ငါထိပ်စီပေးတာ၆ထိပ်စီ၆၉၆ဆိုပြီးဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်20အကြိမ်အတွက်ပေါ့နော် 20ကျင်းအတွက်ကိုဒီမှာပဲတွေ့ပြသွားမယ်ပေါ့နော်ကျွန်တော်တို့96ဆိုတော့696ဖြစ်ပါတယ်69667တဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဤကကြတော့ကျွန်တော်ဒီအလေနဲ့အပိတ်မှာတစ်ကျင်းစီပေါင်းတာဖြစ်ပါတယ်ပေါ့နော်အလေနဲ့အပိတ်မှာတစ်ကျင်းစီပြီးရင်6မှာ2ကျင်းအပေါင်း60ဖြစ်ပါတယ်ပြန်ကြည့်အောင်ပေါ့နော်ဒီမှာအလေးနဲ့အပိတ်မှာတစ်ချိန်စီတီတုံညမှာတစ်ချိန်အပေါင်း60ဝင်ထားတာဖြစ်ပါတယ် အဲဆိုရင်ကျွန်တော်တို့ဒီ9နဲ့6ပေါင်းရှင်းဒီ15ဖြစ်ပါတယ်ပေါ့နော်6ကနှစ်ကြိမ်စနစ်နေနဲ့ဒီ6နဲ့ပေါင်းရှင်းချစ်ဆိုတော့9နဲ့6ပေါင်းရှင်းဒီ73ဆိုတဲ့အတွက်ကြောင့်မို့ဒီ3ထိပ်စီအားနေမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဆိုရင်20ကြိမ်မှာဒီ9နေရာဒီ3ဖြစ်ပါတယ်ပေါ့နော်။3ထိပ်စီဖြစ်ပါတယ်။နောက်ကကျွန်တော်တို့ဒီ3ထိပ်စီအားနေတာကိုလည်းဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။ ခန္ဓာလေးကတော့ကျွန်တော်နောက်ထပ်နည်းတစ်မျိုးပါနော်ဒီ၄ထိပ်စီပေတာ၅ထိပ်စီ၁ထိပ်စီပေတာ၉ထိပ်စီ၆ထိပ်စီပေတာ၃ညာ၆၅ထိပ်စီပေတာ၃၉၅ပေါ့နော်အဲ့မှာတော့တောင်း၆ဖြစ်ပါတယ်ထိပ်စီတစ်လုံးပေတဲ့နည်းဖြစ်ပါတယ်ပေါ့နော်ရှောင်းရှောင်းနေပြီးတော့ဒီဘက်မှာ၆ရှောင်း၅ဆက်ပြီးဖြစ်ပါတယ်ခင်ဗျာဒီမှာ၆ရှောင်း၅ပေါ့နော်၉ရှောင်းနဲ့၃ညာလေးလေးကနေတောင်း၆ဒီထိပ်စီတစ်လုံးပေတဲ့နည်းဒီဒီ okay နည်းဆက်ပြီးဖြစ်ပါတယ်ပေါ့နော်နည်းလေး၆ နေလေးချပြီးတော့ကျွန်တော်ဒီမှာ3နေနေ85နေ86 3965 86 98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 ဖြစ်ပါတယ်ပေါ့နော်96 6ဆိုတဲ့အတွက်ကြောင့်မို့6ထိပ်စီဖြစ်ပါတယ်ခင်ဗျာတဲ့ထိပ်စီပေတာ9ထိပ်စီ3ထိပ်စီပေတာ6ထိပ်စီဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်696 696 6တိဖြစ်ပါတယ်ပေါ့နော် အဲဆိုရင်ဒီကတော့ကျွန်တော်ဒီ6နဲ့ဒီ6နဲ့ပေါင်းမယ်ဒီတစ်ကို3ချိန်ပေါင်းပြီး9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်6နဲ့ချိန်ပေါင်းရှင်းဒီစနစ်ရတယ်ပေါ့နော်ဒီ3ချိန်ပေါင်း3ကို9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်နေနဲ့3ပေါင်း9 9နဲ့ပေါင်းရှင်း30ဆိုတဲ့အတွက်ကြောင့်မို့တုံညထိစီးပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ဒီနံပါတ်ဒီ3နေရာဒီဒီမှာပေါ့နော်ဒီ3နေရာဒီတုံညဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်3 တော်ညာသည် age ကဆူပြီးဖြစ်မယ်ပေါ့နော်နောက်ထပ်ကျွန်တော်အလဲထိုင်ပြီးတော့ apex ဆိုတာလေးကိုကျွန်တော်တူတူထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ခင်သာကတော့အလဲထိုင်အားနေတဲ့နီးနနောက်ထပ်နီးနှမျိုးပေါ့နော်ကျွန်တော်နီးနဲ့တင်းနဲ့ကိုအလဲထိုင်နေရာမှာပေးတာဆိုရင်9ခွန်9ခုနှစ်အလဲပေါ့နော်နီး3ပေးတာ6အလဲ3ညာ6 3ခွန်ခွန်ပြရတာရှင်းတူတယ်ပေါ့နော်အဒီမှာ9အလဲထိုင်ဖြစ်ပါတယ် နင်းငါဥပေတာ၃ညအလဲ၆တုံညသုံးဆိုပြီးတော့ဒီမှာတောက်၆ဖြစ်ပါတယ်ခင်ဗျာโอเคဒီမှာလည်းတောက်၆ပါเนาะကိုယ်၆နင်း၃ညလေးလေးနေနေတိပြပြင်လုံးဝမရှိသေးဘူးပေါ့နော်ဒီမှာစာအုပ်ကမဆန်တော့တဲ့အတွက်ကျွန်တော်ဒီမှာပဲထည့်ကြည့်ထားတယ်ပေါ့နော်ဒါသူရဲ့နီးတွေဖြစ်ပါတယ်အမခွန်ခွန်ကိုခုနေရ3008964လေးအနေစာပြီးပြပြထားတယ်ပေါ့နော်โอเคပြီးခဲ့တဲ့ဘက်မှာကျွန်တော်၃ညနှစ်ကိုပေးတာပေါ့နော်9ခွန်ရှိပြီးတော့6 6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ကိုအလေးဖြစ်ပါတယ်ခင်ဗျာအလေးထိုင်အနေနီးကတော့နီး3မျိုးဖြစ်ပါတယ်ခင်ဗျာ၃ညာရဲ့နှစ်ရဲ့ပေတာကိုအလေးထိုင်ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်6 9 6ကနေဆက်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်ဒီမှာထပ်ဖြည့်မယ်ပေါ့နော်6 9 6 6 6တိဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဤနံပါတ်3ကကြတော့ကျွန်တော်ဒီခွန်ကို ဒီ3နဲ့ပေါင်းမှာပေါ့နော်ခွန်နဲ့3ပေါင်းရှင်း30ဆိုတဲ့အတွက်ဒီ6ကိုဒီ3နဲ့ပေါင်းမှာပေါ့နော်အဲဒါဆိုရင်6နဲ့6ကို3က3ကျဆိုတော့3 3နဲ့6ပေါင်းရှင်း9အဲဆိုရင်အလေထိုင်9အားနေမှာဖြစ်ပါတယ်ခင်ဗျာโอเค9အလေထိုင်အားနေမယ်ပေါ့နော်နောက်ထပ်နည်းတစ်မျိုးကကြတော့ကျွန်တော်ဒီမှာပေါ့နော်ဒီ9 6 3ဒီကနန်း3လုံးပေါင်းမယ်ပေါ့နော်9နဲ့6ပေါင်း7 3နဲ့3ပေါင်း4အဲ့ဒီနဲ့ဒီ10နဲ့ပေါင်း10ဖြစ်ပါတယ် အဲဒီတုံးလုံးပေါင်းရှင်းပရိတ်ကိုရှင်းနေပုံတွေထပ်ပေါင်းတယ်လို့ပေါ့နော်ကျွန်တော်ဒီမှာ68တိတင်းနဲ့ဒီရှင်းနေပေါင်း9ဆိုပြီးဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ဒီ696ဒီ696ကိုကျွန်တော်ရှင်းနေထပ်ပေါင်းပါပေါ့နော်။ရှောင်းနေရှောင်းပေါင်းစနေနေနဲ့9ပေါင်းရှင်း20နဲ့တိတိကိုရှင်းနေပေါင်း9ဆိုတော့အလဲထိုင်9အားနေမှာဖြစ်ပါတယ်ခင်ဗျာ။နေ့အတူတူကနန်းတူနေတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီတုံညာနဲ့ဒီ99ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။9 ကိုနာထာဒီနိဆိုတာလေးကိုဆက်ပြီးတော့ကြည့်အောင်ပါနော်အခက်တန်လေးကတော့အလဲထဲအားနဲ့နောက်ထပ်နှစ်မျိုးပါနော်ဒါပင်ရှိဖြစ်ပါတယ်ဒီကိုရှောင်းနေရနေပြပေးထားတယ်ပါနော်ဒီရှေ့ရနှစ်ဒီမှာအများရှိသေးတယ်ပါနော်ပြပင်းတော့အလုံးဝမရှိသေးဘူးခင်ဗျာဒီကိုရှောင်းနေရနေစားပြီးတော့အလဲထဲအားနဲ့နှစ်တလုံးထဲပါနော်အလဲထဲနှစ်အားနဲ့လာဖြစ်ပါတယ်ကျွန်တော်ပြီးခရစ်ဘက်မှာဒီနှစ်အလဲထဲအားနဲ့လာဖြစ်ပါတယ်ပါနော်ကိုခွန်ရှင်ပြီးတော့6 9 6ဆိုတဲ့အတွက်ကို အလဲထဲဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်ဒီ20ကြိမ်အတွက်ဆက်ပြီးကြည့်အောင်ပေါ့နော်။ခဲသွေးနည်းလေးကဒီဟာပေါ့နော်။ဒီ9နှစ်ကြိမ်ပေါင်းရှင်းက74ခုနှစ်ခုပေါင်း74 8တကြိမ်9နှစ်ကြိမ်20နှစ်3ကြိမ်ပေါင်းရှင်းက6 3ညာ3ညာ9ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ6နှစ်6ပေါင်း10 6နှစ်8ပေါင်း12နှစ်၄နဲ့၆ပေါင်း၂၀၄နဲ့၈ပေါင်း၁၂၄နဲ့၉ပေါင်း၁၁ပေါ့နော်တစ်ကိုကျွန်တော်တင်းနဲ့ထပ်ပေါင်းတာဆိုရင်နှစ် အဲ့ဒီနောက်ကနစ်ကိုယူတာဖြစ်ပါတယ်ဒီတစ်ကိုမယူဘူးပေါ့နော်ဒီနစ်ကိုယူတာဖြစ်ပါတယ်ဒီနစ်ကိုယူတာကိုအလေထိန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီနေ့အတိုင်းပဲ9မှ9ကြိမ်ဒီခွန်ခွန်ဆိုတဲ့အတွက်6တိ8ဆိုတဲ့အတွက်ဒီမှာ9 9နှစ်ကြိမ်ဒီကို3ကြိမ်ဒီမှာ2ကြိမ်အလေကို၄နဲ့မြောက်ပြီးတော့9နဲ့ထပ်ပေါင်းသွားမှာပေါ့နော်9နှစ်ကြိမ်ပေါင်းရှင်း30 9နဲ့တစ်ပေါင်း30 6တလုံးရမယ်ပေါ့နော်9နှစ်ကြိမ်30 13ကြိမ်3ပြန်9ကတစ်ကြိမ်ဖြစ်ပါတယ် ခွန်လေးဒီ20နဲ့ရှိကိုကုနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်တို့ဒီ39ပေါင်းရှင်စနစ်နည်းနဲ့ရှိပေါင်းရင်30ဆိုပြီးဖြစ်ပြမယ်ပေါ့နော်နောက်ဆိုရင်ရှောင်းနဲ့9ပေါင်း55ဆိုတဲ့အတွက်9ကိုကျွန်တော်တစ်တူတော့6ဆိုတဲ့အတွက်ကြောင့်မို့အလဲထိန်6အားနေမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီမှာ6အလဲထိန်အားနေမှာဖြစ်တယ်ပေါ့နော်အဲဆိုရင်9 9 6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အလဲထိန်အားနေတာဖြစ်ပါတယ် နောက်ထပ်အပိတ်ကိုဆက်ပြီးလေ့လာကြအောင်ပါခင်ဗျာ။ Okay ဒါလေးကတော့ကျွန်တော်အပိတ်အာနေနီနောက်ထပ်၅မျိုးပါเนาะ။အဲ၅နဲ့၈နဲ့အပိတ်နေရာမှာပေးတာ၊၉အပိတ်၊၉နဲ့၁နဲ့အပိတ်နေရာမှာပေးတာ၊၃အပိတ်ဆိုပြီးတော့ဒီ၉ခွန်၉တော်များချတော့အနီစာပြီးပြပြထားတာပါเนาะ။ပင်ရှိလုံးဝပြက်ပြင်းမရှိသေးဘူးပေါ့နော်ဒီမှာကိုရှောင်းနေတော်များလေးလေးနိနိတိ โอเคကျွန်တော်သူရနည်းကိုကြည့်အောင်ပါเนาะဒီမှာ6ဒီဒီ3နည်းလေးမှာ60%လောက်တော့ဒီမှာပဲပြီးပြထားတယ်ပါเนาะအာဒီမှာသူရနည်းလေးဖြစ်ပါတယ်ဒါနည်းနံပါတ်1ပါเนาะကျွန်တော်ပြီးခဲ့တဲ့ဘက်မှာတိကိုပေးတာပါเนาะတိကိုပေးတာဆိုရင်6 9 6ဆိုတဲ့အတွက်ကြောင့်မို့6အပိတ်ဖြစ်ပါတယ်ခင်ဗျာโอเคဒီမှာ6အပိတ်တိကိုပေးတာ6အပိတ်ပါเนาะအဲဆိုရင်ကျွန်တော်9ခွန်6ခွန်ခွန်ယူတာတွေအတွက်ကြောင့်မို့ဒီမှာထပ်တွေ့မယ်ပါเนาะ ့6 9 6 6 3ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာလူကြီးပဲပါနော်ဒီ9မှာတစ်ချိန်ဆိုတဲ့အတွက်ဒီအလေမှာနှစ်ချိန်ပြီးရင်10မှာနှစ်ချိန်အပေါင်းလေးအဲဆိုရင်9နှစ်ချိန်18 9နှစ်ချိန်18ပေါ့နော်9နှစ်ချိန်18ဒီ6နဲ့ဒီ4နဲ့ပေါင်းရင်10 10နှစ်ချိန်နှစ်ဆိုတော့7နှစ်နှစ်ပေါင်းရှင်10ဆိုတဲ့အတွက်တုံညာအပိတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်တို့ခုနက ဒီမှာပေါ့နော်ဒီတင်နေရာဒီတုံညာဖြစ်ပါတယ်တင်နေရာမှာတုံညာပေါ့နော်နောက်ထပ်နီးနံပါတ်2ကိုဆက်ကြည့်အောင်နီးနံပါတ်2ကလည်းဒီခုံခုံကိုကနေပြပေးထားတယ်ပေါ့နော်โอเคကျွန်တော်ပြီးခဲ့တဲ့တပတ်မှာဒီမှာနည်းအပိတ်ပေးတာပေါ့နော်ဒီနှစ်အပိတ်ပေတာဆိုရင်ကိုခွန်ရှိပြီးတော့6 9 6ဆိုတဲ့အတွက်နှစ်အပိတ်ပေတာ6အပိတ်ဖြစ်ပါတယ်ခင်ဗျာ အဲဆိုရင်ကျွန်တော်ဒီခုနလိုမျိုးပဲနပိမှာထပ်ကြည့်အောင်ပါနော်ဒီနပိမှာကြည့်အောင်6 6 9 6 6ပြီဖြစ်ပါတယ်ခင်ဗျာဒါဒါဆိုရင်ကျွန်တော်ဒီထိတ်စီနဲ့အပိနဲ့မှာတစ်ချိန်စီဒီတင်မှာနှစ်ချိန်အပေါင်းတေပေါ့နော်အဲဆိုရင်ကျွန်တော်တို့ဒီမှာ6နှစ်ချိန်ပေါင်းတာ7နှစ်ဖြစ်ပါတယ်တင်နှစ်ချိန်ကနှစ်နှစ်နဲ့တေပေါင်း3ဆိုတော့နှစ်နဲ့3ပေါင်းရှင်းဒီ9ရာတွေအတွက်9အပိပေးရမှာဖြစ်ပါတယ်ခင်ဗျာ အားဆိုရင်395ဆိုပြီးဖြစ်ပါတယ်။အားဆိုရင်ထိပ်စီ3တုံများပေးမယ်။996အလေးထိပ်ပေးမယ်။395အပိတ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါကတော့သင်ချာနည်းအရာပေါ့နော်။မရှင်းများသေးတာလို့ရအောင်ပြန်လည်များမရှင်းတာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။